မင်္ဂလာပါရှင်ပရိသတ်လေးတို့အလန်ကိုကျမရဲ့ Aura Garden Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့ Season 32နဲ့ဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလန်ကလေးတစ်ပုဒ်ကိုရေးချေတင်ဆက်ပေးရှင်ပါတယ်ဒါရှာပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆလန်ရဲ့အစောထိပ်ကိုကြည့်ရှုအားပေးကြပါအောင်နော်ကျမကကြောဘော့အိတ်ထဲကိုအပြေးလွှားရှာနေရဖြစ်ပါတယ်ကျမမြင်လုံးမဖြစ်မယ်ကျမလက်ထဲမှာလူတယောက်ရဲ့အသက်ရှိနေရလေ လူတယောက်က၆ကမ်းမဆုံမှာကြနေအားကျမတို့ကိုကဲမဖြစ်မယ်သူအန်ရဖြစ်နေမယ်ကျမဘယ်လိုလုပ်သီးလဲဆိုတော့ကျမတောင်းတက်နေတော့အော်တန်တစ်ခုကိုကြားလိုက်ရတာပါဟေးတငယ်ချင်းတို့ကျမနာမည်ကရိတ်ချေပါကျမမှာပရိသတ်တွေကိုပြပြစီရအမိုင်စားဇလလီတပုတ်ရှိပါတယ်တေချာကိုင်းတာနော်လူတွေကတေကန်ဒီအချိန်ရောက်သွားရဆိုရင် သူမျက်လုံးနဲ့မှဘဝတစ်ခုစာဖြတ်ခနဲလက်သွားတတ်တယ်တဲ့အဲ့ဒီအချိန်မှာကျမကတော့ဒီလူစိမ်းကိုဆွဲတင်ဖို့ကလွယ်ပြီးဘာမှမစဉ်းစားမိပါဘူး ကျမကမျိုးငင်လေးတစ်ခုမှကြီးပြင်းလာတာပါပြီးတော့ကျမကောလိပထမနှစ်ဝက်တက်ပြီးတော့တနှစ်နားလိုက်ရပါတယ်နောက်ထပ်တနှစ်တက်ဖို့အတွက်ကျမပတ်စံစုရအောင်မလီကျမရဲ့အဖေကစပွဲတို့လုပ်တယ်ကျမမမီးရတလောက်ကတော့ကျမရဲ့ငွေကြေးချက်တွေကိုပြုံးပြုံးလေးနဲ့ဖြည့်ရှင်းနေရကိုတွေ့ရတာပဲဒါပေမဲ့အကျိုးတွေကတော့ကျမတို့လေပင်းချီတော်နေနေပါပြီကျမရဲ့နေရက်တွေကလည်းကရာတေကစားရေးနဲ့တီးတန့်ဆုံဆိုင်ရေးသမားအဖြစ်နဲ့အလုပ်တင်နေရတာဆိုတော့ဘွာကြီးကဒီနေ့မတိုင်ခင်ချီတော့ပြင်းစရာပါပဲ။ ဒီနေ့ကတော့ကျမဘွားကိုလုံးဝအံ့ဩသွားစီပါရယ်။ဘာလို့လဲဆိုတော့ကျမဒါရီကိုထင်အောင်ထင်မှဖြစ်နေရပဲဖြစ်ရမယ်။ဒါဆိုငါကတရေလား။ငါကဘလူးလောက်ပြီးတော့တပုံစံနဲ့တူနေရတာလဲ။နင်ကငါရဲ့အမွာလား။ငါကဒိုနာ။ဟမ်။ငါကတူရဲတော့ကလေးလေ။ငါလည်းတူရဲတော့ကလေးပဲ။ကျမမလိမ္မာဘူး။ဒါကနောက်နေရပဲဖြစ်မှာဆိုပြီးတော့ကျမမရေတရေလေးမျောလိမ့်မိသေးတယ်။ဒါပေမဲ့ဘယ်သူမှပေါ်မလာဘူး။ကျမတို့နှစ်ယောက်ပဲ။ ကြောင်တောင်တော့အခြေအနေကြီးဖြစ်နေတာကျမတို့နှစ်ယောက်လည်းတယောက်နဲ့တယောက်ပြူးကြောက်ကြောက်ကြည့်နေရင်းနဲ့မြေကြီးပေါ်မှာငုတ်ထုတ်ထိုင်နေကြပါတယ်ငါတနေ့နေ့မှာဒီလိုတပုံစံနဲ့တူတဲ့သူနဲ့တွေ့မိလိမ့်မလို့မထင်ထားခဲ့ဘူးငါလည်းမထင်ထားမိဘူးစကားမဆက်ငါကရီချယ်ပါဌာနနေကဘလို့လုပ်ပြီးတော့ခြောက်ထက်မှာတွဲလက်ကြီးဖြစ်နေရတာလဲငါအန်အောင်စရာကောင်းတဲ့အရာတစ်ခုကိုဓာတ်ပုံရိုက်ဖို့လုပ်နေတာအဲ့ဒါကိုငါ့ကိုနောက်ကနေပြီးတော့လူတယောက်ကတွန်းချလိုက်လို့နင့်ကိုတွန်းချလိုက်တာလား ဘာလဲသူတို့တွေကနှုတ်မနာလို့လားလားဒါမှမဟုတ်နင့်ကင်မရာကိုလိုချင်လို့လားကျမလည်းအနီးကပ်တီချကြည့်လိုက်တော့လမ်းတောင်အောင်မိသွားတယ်ချမ်းသာလိုက်တာသူ့လက်ဘေးမှာဆွဲထားတဲ့ကင်မရာကရိုးရိုးကင်မရာမဟုတ်ဘူးထိတ်တန်းကင်မရာကျမပိုင်ဆိုင်ထားသမျှအကုန်ထုတ်ပြီးတော့ရောင်းရင်တော့မှသူ့တံမိုးကိုမရလောက်ပါဘူးပြီးတော့သူ့ရဲ့အိတ်သူဒီတိုင်းလေးပဲပြစ်ထားခဲ့တဲ့အိတ်ကသေစားပေါက်ထိတ်တန်းအိတ်တလုံးဖြစ်နေပါတယ်သူကအသေးကိုချမ်းသာတာပဲငါ့ကိုယုံစမ်းပါ ချေချော်ရနဲ့အတွန်းခံရတဲ့အားကိုငါသိပါတယ်။အခုကအားကိုအပြည့်နဲ့တွန်းလိုက်တာ။ဒါပေမဲ့ဒါဆိုတော့ဘသူကနာချင်အောင်လုပ်တာလဲ။ပြောရရင်တော့အရှိကြီးပဲပေါ့ဟာ။ကျမတို့တွေလည်းထိုင်လိုက်ကြပြီးတော့ဒိုနာကအလုံးကိုပြပြခဲ့ပါတယ်။ဒိုနာကတော်တော်လေးကိုခက်ခဲတဲ့အခြေအနေကိုဖျက်ဆီးခဲ့ရတာပဲ။လာတော်တော်ကြာနေပြီ။သူတို့တွေက IV မနေကြတာ။လူတွေအလုံးအိမ်မက်မက်နေကြတဲ့နေရာတစ်ခုပေါ့။ ဒီလိုနောက်လိုက်နေတဲ့အိမ်မက်ဆိုကြီးဖြစ်မလာခင်အခြေအထိသူကအိမ်မရှိနေကြတာပါ။သူ့စီကိုကြောက်စရာကောင်းတဲ့စာရီရောက်ရောက်လာတယ်တဲ့။နောက်တော့အင်ဂျီတွေခိုးခံရတယ်။ဒီလိုနဲ့တဖြည်းဖြည်းဆိုးရွားလာခဲ့ပါတယ်။သူ့ကိုတကယ်ကြီးလေကားပေါ်ကနေတရရောက်ကတွန်းချလိုက်တာ။အဲဒီအရှုပ်ကြီးကခြေချင်းဝတ်လိမ်နာနဲ့ပဲအဆုံးသက်သွားတယ်။သူ့အဖေလည်းတော်တော်လေးကိုလန့်သွားပါတယ်။အဲ့ဒါနဲ့သူ့ကိုကောလိပ်ကနေနားခိုင်းလိုက်ပြီးတော့အိမ်ပြန်ခိုင်းလိုက်ပါတယ်။ရဲရီပါပါလာတဲ့အကြောင်းကိုသူ့ကျမကိုပြပြနေတာပေါ့။ ဒါပေမဲ့ရဲတွေကသူ့ကိုမယုံကြဘူး။ဒိုနာကစိတ်ကူးရနေတာလို့ပဲပြောကြတယ်။စတော့ကာကသူ့နောက်ကိုလိုက်နေတာကြောင့်ဒိုနာလည်းတာမန်ဘဝလေးနဲ့ပဲအေးစီနေကျင်တာပေါ့။မနေ့ကင်းတပ်ပုံလေးတွေကိုရိုက်ဖို့ဆိုပြီးတော့ဆက်ထွက်လာခဲ့လိုက်ပါတယ်။သူ့နောက်ကိုအခုထိလိုင်းလောက်ရှက်တဲ့သူရှိတယ်မရှိဘူးဆိုတာကိုတသက်ပြဖို့အတွက်လည်းထွက်လာခဲ့တာပါ။ငါဘာလို့လို့လို့မှမသိတော့ဘူးဟာ။ငါဘဝကဒုက္ခတွေ့နေပြီ။ငါနဲ့ကိုကူညီပေးနိုင်တယ်။ဘာလဲ။ ။ရုပ်ရှင်တွေကလည်းနေရာလဲမှာလား။မင်းသမီးစင်နေလိုက်တဲ့သဘောလေ။ကြီးမဲငါနဲ့ကိုနင်တောင်းတော့ပေးနိုင်ပါရဲ့။အဲဒီစတော့ကကငါ့ကိုဆက်ပြီးတော့မနှောက်ရှောက်အောင်လုပ်ပဲနင်ဆုံးမပေးပါနော်။ကျေးဇူးပြုပြီးတော့ငါ့ကိုကူညီပါ။ငါလည်းဒီကိစ္စကိုဘယ်လိုဆုံဆန်းဆွတ်စီရမလဲဆိုတဲ့အကြောင်းကိုစဉ်းစားကြည့်လိုက်တော့အကောင်းဆုံးနည်းလမ်းကငါတို့နေရာလဲလိုက်တာကအဆင်ပြေမယ်ထင်တယ်။ကျမတို့တွေလည်းအသေးစိတ်အချက်အလက်တွေကိုတိကျထုတ်ကြည့်လိုက်ကြပါရစေ။ဒိုနာကကျမတို့အိမ်ကိုသွားနေပြီးတော့ကျမကတော့သူ့ဘွားတွေကိုဝင်နေမယ်ပေါ့။ ကျမရဲ့ karate skill တွေနဲ့စုံစမ်းစစ်ဆေးတဲ့နေရာတွေမှာကျွမ်းကျင်မှုနဲ့သာဆိုရင်တော့သူ့ရဲ့ stalker ကိုဖမ်းမိဖို့အတွက် easy လေးပဲဖြစ်မှာပါ။ဒါပေမဲ့လူစားထုတာကိုတော့ကျမတို့တိချလုံးမှဖြစ်မယ်။ပြင်ဆင်ရတာတွေကတော့ဒုနာကိုကျမနဲ့တူအောင် ပြင်ပေးရပါတယ်။ပြီးတော့အပြန်အလှန်အနေနဲ့ဒုနာကလည်းကျမကိုသူ့မိသားစုဝင်တွေနဲ့ရှင်းနှီးအောင်လုပ်ပေးရပါတယ်။သူကသူ့ရဲ့လူချမ်းသာအဖေကြီးနဲ့တူတူနေတယ်။ပြီးတော့သူ့မိတဲ့ Chris နဲ့ဒုနာ Kimola Brian ကတော့ ူပြောပုံအရဆိုရင်သူတို့ရဲ့ဆစ်ဆက်မှုကိုတိတ်ပြီးတော့သဘောမချချဘူးရဲ့သူတို့ရဲ့ဆစ်ဆက်ထားပုံကစီးပွားရေးသဘောတူညီချက်တစ်ခုနဲ့ပို့ပြီးတော့တူနေတာကျွန်မလည်းသူတို့ကိစ္စတွေကိုစိတ်ဝင်စားပြီးတော့တကယ်ပဲဘာတွေဖြစ်နေလဲဆိုတာကိုသိချင်လာမိပါတယ်ပြီးတော့ဒိုနာတို့ကိုဘယ်သူကလိုက်နေရလဲကျမဒိုနာတို့ရဲ့အင်ဂျီအပြင်ဘက်မှာရှက်နေလိုက်တာပေါ့ငါရှင်နေတောင်းလိုက်တာနော်ဒါပေမဲ့ဘယ်သူလိုက်နေရလဲဆိုတာကိုကျမသိအောင်ရှာဖွေရမယ်ဒါဆိုနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အခြေအနေတစ်ခုဖြစ်လာမှာပဲ ူလည်းပြီးခဲ့မဲ့ကျမလည်းကောလိပ်ထပ်ဖို့ပတ်စံရမယ်။အမေအကျိုးတွေကိုလည်းဆက်ပြီးနိုင်မယ်လေ။ကျမလည်းတပြင်းတစ်ချက်ချလိုက်ပြီးတော့စိတ်ကိုပြင်ဆင်လိုက်ပြီးအင်ဂျီရဲဝင်လာလိုက်ပါရယ်။အဲဒီအချိန်မှာပဲရုတ်တရက်လူတစ်ယောက်ကကျမကိုဆွဲခေါ်လိုက်ပါရယ်။ဒါပေမဲ့ကျမကကရာတီတက်တယ်လေ။ကျမကိုလှမ်းဆွဲတဲ့သူကိုဆွဲလိုက်လိုက်တော့အဲဒီလူကဒိုနာရဲ့မိတွေခရစ်စတင်ဖြစ်နေပါရယ်။သူမျက်လုံးတွေကအံ့ဩပြီးတော့ပြူးကျယ်နေတယ်။အိုးကျောင်းမပါရယ်။ဒီတိုင်းမင်းအသာလေးလှူရှာလိုက်တဲ့ချင်းကြီးဟာဒိုနာ သမီးလေးကဘယ်ရီကိုရှောင်းနေရလဲအမေက သမီးကိုအရန်စိတ်ပူနေရကျမလေကောင်းလေးတန်ရှူခြင်းလို့ပါခရစ်စတင်ကျေးဇူးတင်ပါတယ်နော်အင်းအင်းအမေကို သမီးရဲ့အမေလို့ခေါ်လေသမီးလေးရဲ့ဩအာအာအမေဟုတ်ပြီလားအမေကသမီးလေးကိုစိတ်ပူနေတာသမီးအတွက်အမေအမြဲတမ်းရှိနေရဲ့နော်ဒိုနာသမီးလေးပြန်လာပြီလားဘယ်ရီကိုသွားနေရလဲသမီးဘာမှမဖြစ်ပါဘူးအဖေစိတ်ပူအောင်လုပ်မိလို့တောင်းပန်ပါတယ် ကျမတို့အတူတူရှိနေဖို့လိုအပ်တယ်လေဟုတ်တယ်မလားအထူးသဖြင့်ဒီလိုအချိန်ဒီမှာပေါ့ကျမလည်းခရစ်စတင်နဲ့ဒိုနာအဖေနာကနေပြီးတော့အသားလေးလေးထွက်လာခဲ့လိုက်ပါတယ်အခုကျမလှုပ်ဖို့လိုတာဆိုလို့ဒိုနာအခန်းကိုဝင်ဖို့ပါဒိုနာပြောတာကတော့သူ့အခန်းကပထမတက်မှာတဲ့ဒါပေမဲ့အင်ကြီးကတော်တော်လေးကိုကြည့်ပြီးတော့တကယ်သခင်မတယောက်ရဲ့အိမ်လိုမျိုးခန်းနာကြည့်နေတော့ကျမလည်းသူ့အခန်းကိုရှာလို့မတွေ့ပါဘူးကြောက်တောက်တောင်းနေလိုက်တာအင်ကိုရှာကြည့်ရင်တော့ပြမှုမမြောက်ဘူးမလားကဲပါ မင်းခန့်ကို ကျမလည်းပြပြရစီမင်းလမ်းတော့မပြောက်ချင်ဘူးမလားဟွန်းပထမဆုံးညမာရင်မဲ့သွားပြီအခုမှတကယ့်အလောက်ကစမှာအားလုံးတန်တရားဝင်နေတာက Alice ဖြစ်ပါတယ်သူ့ကိုကျမသတိထားမိနေတယ်သူကတခုခုတော့တခုခုပဲ Alice ကကျမသွားတဲ့နေရာတိုင်းမှာသူကရှင်ရောက်နေပြီးတော့သူ့ရဲ့အပြုတ်မှုတွေကလည်းထူးဆန်းနေပါတယ်ကျမကိုလိုက်ဆောက်ကြည့်နေတယ်လို့မျိုးပဲခံစားနေရတာကြည့်တော့ကျမတို့ကိုအလုံများနေအောင်လို့လှုပ်ထားမှဖြစ်မယ် ျမသူ့ကိုရှယ်အင်ဂျီတစ်ထည်လန်းပေးလိုက်ပြီးတော့မိဖို့တိုက်ပေးဖို့ပြောလိုက်ပါတယ်။ဒီတော့မှကျမလည်းရှောက်ပတ်ကြည့်ဖို့အတွက်အခွင့်အရေးရသွားတာပေါ့။အချက်လက်တွေကိုရှာရမယ်လေ။မိရဲ့ရှယ်အင်ဂျီရပြီတို့နော်။ဒီတစ်ခု Alice ဒီတစ်ခုဒါကကျမချိန်ဆုံးရှယ်အင်ဂျီလေ။ဒါကဘယ်လိုဖြစ်သွားတာလဲ။ငါဘယ်လိုတော့နမောနမဲနိုင်ရတာလဲ။တမမမရိုက်တို့နော်။ဒါပေမဲ့ဒါလေးတွေပါတော့ပုံမလှသွားဘူးလား။တေချာနားထောင်။ဒါကျမ၏။ကျမသဘောတိုင်းပဲဖြစ်ရမယ်။ ဓမ္မမလေးထူနာပဲလေးစားမှုရှိရင်ရှိမဟုတ်လို့ကတော့ကျွန်မရှင်ကိုအလုပ်ထုတ်ပြရလိမ့်မယ်ဟာဟုတ်ဟုတ်ကဲ့ထူနာ Alice မိဘချောင်းနဲ့မှအလုပ်သွားလို့လေပေါက်ကရီလုံးမလာနဲ့နောက်တော့ကျွန်မလည်းထူနာခန်းထဲကိုဝင်လိုက်တော့ Alice ကကျွန်မပစ္စည်းတွေခိုးနေတာကိုတွေ့လိုက်ရပါတယ်အဲထူနာရဲ့ပစ္စည်းတွေပေါ့ဒါနောက်ဆုံးပဲဆိုတာကျွန်မသိနေတယ်ဒီဆုံးမကိုသူ့နေရာသူသိအောင်လို့လုပ်ပေးမှဖြစ်တော့မယ်တခုခုရှာနေရလား Alice ထမမဟုတ်ကျမရဲ့ channel တွေကိုသဘောကျနေလို့လား Ellis ရှင်သိပါတယ်ကျမရှင်ကိုချက်ချင်းပဲအလုပ်ထုတ်ပြလို့ရရဲ့ struggle လေမင်းလောက်ကြည့်လိုက်လေထိုးနာ Ellis ရဲ့နောက်မှာ Christian ရှိနေရဆိုတော့သွားကြည့်လို့တော့မရဘူးပဲဒါပေမဲ့လည်းကျမဒီကစားပွဲကိုအဆုံးသတ်ပြမှဖြစ်မယ်ကျမ Ellis ကိုတင်ငန်းစာပေးပြီးတော့ Christian ရဲ့ပုံစံအစ်မကိုခွာချပြမှဖြစ်တော့မယ်ကျမရဲ့အစီအစဉ်တွေမှာရိုးရှင်းတဲ့ကိစ္စလေးတွေလိုအပ်နေပြီ။ကျမ Alice နာမနေမကောင်းချင်အောင်ဆောင်ပြီးတော့ သူ့ဘေးနားမှာဟိုတစားဒီတစားနဲ့တဲလူစားလေးတွေချပီးလိုက်တာပေါ့နောက်တော့သူကငါးစာကိုလာဟပ်ပါတယ်တမင်လောက်ယူထားတဲ့ကိုဝင်ရှိမရှိစစ်ထားတဲ့ဈေးစစ်ချက်ကိုအဲလစ်နားမှာလည်းကျမချန်ထားကြည့်လိုက်တာပေါ့သူရှော့မပြောဘဲနဲ့မနေနိုင်မှန်းကျမသိနေပါတယ်ကျမသူတို့ကိုထားချဆင်ပြီးပြီဆိုတော့လောက်ပါမှာစလို့ထိုင်ဆောင်နေအောင်ပဲပေါ့ခရစ်စတင်ကသူ့မိသားစုကိုအစည်းအဝေးထိုင်ဖို့အတွက်ခေါ်ရာကိုကျမကြားလိုက်ပါတယ်ထောင်ချောက်ဆင်လိုက်တာအလုပ်ဖြစ်မယ်မှန်းကျမသိတာပဲ။ ဆွေးနွေးဖို့ကိစ္စလေးတွေရှိနေတယ်။ဒိုနာအမေတို့တမီးကဝင်ရှိနေရဲ့စရာကိုသိပြီးပြီ။တမီးအဖေရဲ့ဂုံသိခါကိုတော့မထောက်ဘဲနဲ့ဘာဖြစ်လို့ဒီလိုလှုပ်လိုက်ရတာလဲ။ဖះရီရှင်မလောလောပြီးတော့တိသွားတာလဲ။မမဟုတ်ပါဘူး။ကျွန်တော်ကမတောင်းမှဘူးနော်။ April Fool တာပဲ။ရှင်တို့ရေဒီလိုဖြစ်သွားမယ်မယ်ကျွန်မသိနေတာပဲ။ကျမကရှင်တို့ကိုစားနောက်ဖို့အတွက်ကိုဝင်ရှိမရှိစစ်စစ်ရတဲ့ဟာကိုမှားထားတာလေအညာမိသွားပြီပဲဟွန်း ရှင်မသိတာပဲ။ရှင်ရဲ့အောက်ဆွဲခွေး Alice ကရှင်ကိုလာပြောမယ်မှန်းကျွန်မသိနေတယ်။ကျေးဇူးပဲ Alice ။ကျွန်မရဲ့ April Fool အစီအစဉ်ကိုအဆင်ပြေသွားအောင်လုပ်ပြီးတဲ့အတွက်လေ။ကျွန်မကတော့ Donna ရဲ့ laptop နဲ့အလုပ်ရှုပ်နေပါတယ်။ Alice နဲ့ Kristen ရဲ့သူတို့လုပ်ခဲ့တဲ့မကောင်းတဲ့မှုတွေကိုလိုက်ရှာနေတာ။အဲ့ဒီမှာရုပ်တရက်တပ်ပုံတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတပ်ပုံက PN website တွေမှာတုံးတဲ့ဟာပါဒီ website တွေရဲ့အမှောက်ချမ်းတွေနဲ့ဆက်ဆက်နေတဲ့ဟာပေါ့ ီထဲမှာကခရစ်စတင်းကဒီ website ကိုဝင်နေချသူဆိုတာကိုပြနေပါဗျ။သူ့ရဲ့ပုံက hotel တစ်ခုနာမှာမတ်တက်ရနေတာ။နာမည်ကလည်းကျမမဖတ်တတ်တဲ့ဘာသာစကားတစ်ခုနဲ့ရေးထားတာစိတ်ဝင်စားစရာပဲ။သူက American လိုမျိုးမဟုတ်ဘူးလား။ကျမအတွေ့ထဲမှာမျောနေမိပါဗျ။ဒီချိန်မှာပဲရုပ်တရက်ကျမတကားစီကနေတကားခောက်တန်ကိုကြားလိုက်ရပါတယ်။ဘာရဲ့မင်းကိုလာတွေ့ရလဲ။ Jesus Ellis ခဏနေလာခဲ့မယ်လို့ပြောလိုက်ပါ။ ဆုံဆန်းစစ်ဆေးရတဲ့အလုပ်တွေဆိုတာကအဆောင်စားရတာပဲလေ။ဘာလို့လဲဆိုတော့ကျမဒိုနာညမှာဝင်ပြီးတော့တရုတ်ဆောင်ရအောင်ပါ။ကျမ Brian စီကိုဆင်းလာလိုက်တော့တမ်းမီတတိထားမိလိုက်တာက"အိုး၊ तू ကအသေးချောတာပဲ။ဒေါ်ရုံမဟုတ်ဘူး။အသေးကိုချောတာ။ तू ချောတာကဆွေမျိုးမိသားစီနံလောက်တဲ့အချောမျိုးပါ။မြင်းမြင်းကြီးကိုယူသွားစီနံလောက်တဲ့။မင်းပြောက်သွားတာကြာသားပဲ။မင်းကိုစီကအာယုံဆိုင်မှုကိုတို့ချင်းတို့ဒီလိုလုပ်လိုက်မှကိုသိပါရဲ့။" ထားပေမဲ့မင်းကကိုယ့်ရဲ့သရိုးသမီးလောက်ဖြစ်လာကြတဲ့ကအဖေကမင်းကိုကူးဆိုင်ဖို့ပို့အတွက်အမိန့်ပေးထားပြီးသားပါ။အော်စဉ်းစားစရာပဲနော်။ရှင်ကအရှင်းဖေပြောရတဲ့အတိုင်းလုပ်တာပဲလား။ကောင်းလေ။မင်းတော်တော်စကားပေါ့တာပဲ။မင်းပြင်သွားကျင်လို့လား။ Okay ကျမကညစာထွက်စားကြမယ်ထင်တယ်။လွန်တလွန်လွယ်ဖြစ်နေမှန်းတော့သိပေမဲ့သရိုးသားလောက်တွေဆိုတာကထားမြင့်လို့တာပဲမဟုတ်ဘူးလား။ GB Sport Queen ကတော့ကျမ Brian စီကနေမျောလင်ထားတာနဲ့တခြားစီဖြစ်နေပါရဲ့။ ဒါပေမဲ့လေရပါတယ်။သူကကစားခြင်းနဲ့ဆိုမှတော့ကစားပြရမှာပေါ့လေ။ချင်းတွေ့ရတယ်မတူဘဲနဲ့နည်းနည်းကွဲနေရတယ်ရှင်းပါတယ်။ရှင်းဟုတ်တယ်လို့မချင်းဘူးလား။ဘာလို့လဲ။မင်းရဲ့လက်သေးတွေပြက်ကုန်မှာကိုစိတ်ပူနေရလား။မဟုတ်ပါဘူး။ကျမလက်သေးတွေကိုစိတ်မပူပါဘူး။လက်သေးတွေကိုအပြက်ခံပြီးတော့နိုင်ဖို့လောက်ထိထီတော့ကျမခေါင်းနဲ့မထည့်ဘူး။နောက်တစ်ခုက Brian သူကျမကိုစမ်းသပ်နေရခြင်းနဲ့ညင်းစီတော့လဲအကျန်းဆုံးမြင်းကိုရွေးလိုက်တာ။ကျမလန့်သွားပြီးတော့ညင်းလိုက်မဲ့သူကထင်တာလေ။ အံ့ဩသွားလားတိတ်ကိုအံ့ဩသွားလားအဲ့ဒီမြင်းကကျမနဲ့အရင်ကတည်းကအတီကျွမ်းနေကြတဲ့မေဆူရီလူမျိုးခင်းနေတာမင်းမင်းဘယ်လိုလုပ်လိုက်တာလဲ Brian ရှိုင်းလာပါတယ်ဆိုရဲ trace နေတော့မှရှင်ပါသွားနိုင်တာပဲမဟုတ်ဘူးလားနောက်တော့ Brian ကတကယ်ကြီးကိုခက်ခဲတဲ့ကိစ္စတစ်ခုလုပ်ဖို့အတွက် ကျမကိုတနီယာပြီးတနီယာခေါ်သွားခဲ့ပါတယ်စမလို့တော့ဘူးလို့တော့မှကျမစဉ်းစားမိသေးတယ်ဒါပေမဲ့သူဘသူကိုလာစမ်းနေရလဲဆိုတာသူသိပုံမရဘူး ကိုအများကြီးစူးစမ်းပြီးသားပြီးတော့နာကိုတားသဘောကျတယ်ကိုရောချာကဘာကိစ္စကြီးပဲဖြစ်နေပါစီ ကိုကိုတောင်းမမော်ရယ်နော် ကိုမင်းဘော်ကိုအရင်က ရိုင်းပြခဲ့မိပါတယ်ကျမရှင်ခွင့်လွတ်ပါတယ်ဒါပေမဲ့အခုတော့စားစရာတခုခုလိုက်တွေ့ပါအောင်လားကျမဘိုင်းဆာနေပြီအင်းကိုလည်းဘိုင်းဆာနေတာကိုအရင်ကောက်တဲ့နေရာတခုတွေ့ထားတယ်လေโอเคကျမဘိုင်းဆာရယ်ဆိုပေမဲ့ကျမအမေအလလုတ်တဲ့စားတော့ဆိုင်ကြီးဖြစ်နေပါတယ် ပြန်ဆိုးတာပဲ။ကမလေးမင်းစီပြေးလား။နေရာကောင်းကောင်းတစ်ခုကျမသိထားရရှိတယ်။ဒုက္ခပါပဲ။ကျင်းတဲ့ဆက်ထဲတော့ရောက်ကုန်ပြီ။ကံကောင်းကျင်တော့ကျမအမေရှိရဲ့ဆိုင်ကနေပြီးတော့နည်းနည်းလောက်ဆင်းသွားလိုက်တော့ဟောတယ်ဆိုင်တစ်ခုကိုသွားတွေ့ပါရဲ့။မင်းကအမြဲအံ့ဩစရာတွေအပြည့်ပဲနော်။ဟုတ်တယ်မလား။အင်းတစ်ခါတလေမှပါ။ဒီလိုအရှုပ်ထွက်တွေခြားရဲမှာကျမကကူတတိထားမိလာတာက ကျမ project ကိုသဘောကျလာတာဖြစ်ပါတယ်။ ဒါပေမဲ့တကယ်လက်တွေ့မှာတော့ကျမသူ့ကိုမပိုင်ဆိုင်နိုင်ပါဘူး။သူကဒုနာရဲ့လူပဲဖြစ်လာရမှာလေ။ဟုတ်ပါရဲ့။ကျမသူ့ကိုမပိုင်ပါဘူး။ထူတော့ထူဆန်တယ်။ဆယ်ရက်လောက်အထိဘာတိုက်ခိုက်မှုမှလည်းမရှိဘူး။ထူဆန်တာမျိုးလည်းမရှိဘဲနဲ့တိတ်ဆိတ်နေတာပဲ။ကြည့်ရတာကျမနောက်ကိုလိုက်နေတဲ့စတော့ကာကပျောက်သွားပြီထင်တယ်။ဒါပေမဲ့မကြခင်မှာတခခုဖြစ်တော့မယ်လို့ခံစားနေရတယ်။ဖုံးခွေထားတဲ့တခခုပေါ်လာတော့မှာပဲ။ခရစ်စတင်ရဲ့အတိတ်ကထူဆန်တယ်။ ကျမသူတို့ရဲ့အတိတ်ကိုတိကျသိရဖို့အတွက်ဆုံဆိုင်ရမယ်။ကျမရဲ့ဆုံတာစကီရီကိုတော့ခဏလေးဖုံးထားရမယ်။ဒိုနာအဖေရဲ့မွေးနေ့ပွဲကိုလေပေါ်မှာကျင်းပကြပါရစေ။ကျမလည်းပြောနေကြတာပေါ့။ဒါပေမဲ့ Alice ကခန်းမတဲ့ကနေထွက်သွားတာကိုတွေ့လိုက်ရပါရစေ။ကျမလည်းဘာလို့တော်လဲကိုစစ်ကြည့်ဖို့အတွက်လိုက်သွားပါရစေ။ကျမ Alice ကိုလိုက်ရှာနေတော့မှပဲတရားရောက်ကကျမကိုတွန်းချလိုက်ပါရစေ။ကျမလည်းရေကဲတမျှအေးဆက်နေတဲ့ရေထဲကိုပြုတ်ချသွားရစေ။ ရှင်ရီကကျမကိုပင်လယ်အောက်ခြေရက်ထိရောက်အောင်လူဆွဲမြူချခြင်းနေသလိုပဲကျမရင်းနဲ့မတော်အောင်မနေစူးစမ်းနေရပါတယ်ကျမကရှင်မကုတ်တော့ဘူးလေကျမတို့တေးပြီပဲလို့တွက်လိုက်မိတာ နောက်တော့မှကျမကဘရိုင်ယန်အတန်ကိုကြားလိုက်ရပါတယ်တောင်းခတ်ထားအောင်ကိုရှိတယ်မင်းဘေးကင်းပါပြီဒိုနာဖခင်ကြီးဘလို့ဖြစ်ရတာလဲကျမကျမကိုတရားရောက်တွန်းချလိုက်တာအဲ့လူကဒီရွက်လေးပေါ်မှာပဲရှိနေလောက်အောင်မယ်ဆိုတာသိချင်တယ်ကျမကျမတို့ကိုရှာမဖြစ်မဲ့ ဒီမှာဘာဖြစ်နေကြရလဲဂျာရှင်ရဲ့နောက်ထပ်အဆီဇင်တစ်ခုပဲလားခရစ်စတင်နင့်ကိုနင်တော့တော်နေလောက်ပြီးချိန်မှာပေါ့ဒါပေမဲ့နင်မတော်မှငါသိတယ်နင်ဘယ်သူလဲငါသိတယ်ရှင်ရဲ့လူသစ်မခံဝင်တဲ့လှိဝတ်ချက်တွေကိုလည်းကျမသိနေပါတယ်ခရစ်စတင်ကျမထုတ်ပြောလိုက်တော့မဲ့အချိန်မှာပဲအော်ဒါတွေကိုကျမကြားလိုက်ရပါတယ်ကျမတို့တွေလည်း main cabin ကြီးတွေကိုပြေးလာခဲ့ကြတာပေါ့အဲ့ဒီအချိန်မှာဒိုနာရဲ့အဖေကအကျန်းပြစ်ပေါ်လဲနေရကိုတွေ့လိုက်ရပါတယ် ကျမကိစ္စကိုအသာထားပြီးတော့သူ့ကိုအရှင်ကရမမှန်တိလိုက်ပါတယ်။ပထမအုပ်ဆုံးလူနာတင်ငါခေါ်လိုက်တယ်။ကျမတို့စေယုံကိုလည်းရှောက်ရော့ဒူနာရဲ့အဖေကနှလုံးရောက်ကတခုကိုကြီးကြီးမားမားခန်းစားနေရတယ်လို့ပြောလိုက်ပါတယ်။ဒီလိုရဖြစ်ပြပြီးရဲ့အချိန်မှာတော့ Brian ကကျမဘီနာမှာတစ်ချိန်လို့ရှိနေပြီးကြတာပေါ့။နောက်တနေ့ရောက်တော့ဒူနာအဖေသတိရလာတယ်။ကျမသူဘီနာမှာထိုင်ချလိုက်ပြီးတော့စိတ်တွေပုတ်သွားပြီးဝမ်းသာမြေရေကျလာခဲ့ပါတယ်။သူကလျှို့ဝှက်တစ်ခုကို ပြပြလာတယ်။ဒူနာသမီးလေး တမီးနဲ့ Brian ရဲ့လက်ထပ်ပွဲကိုအဖေစီစဉ်ပြီးသွားပြီနော်အဖေဆန္ဒကတော့သူ့ကိုတမီးတက်နိုင်သမျှမြင်မြင်လေးလက်ထပ်စေချင်တယ်ပြီးတော့ကုမ္ပဏီအုပ်ချုပ်ခွင့်တွေကိုလည်းတမီးစီကိုလွှဲပေးမယ်အဖေရဲ့ဘာဖြစ်လို့အဲ့လောက်တော်လုံးနေရတာလဲအဖေရဲ့စမ်းမရဲ့အချိန်ကြီးကတဖြည်းဖြည်းနဲ့ဆိုးလာပြီတမီးအဖေကိုအယိုးရီကိုကိုတင်နိုင်တော့အဖေတူရဲတော့တမီးလေးကမင်္ဂလာရှာလမ်းမှာလမ်းလျှောက်နေတာကိုအဖေမြင်ချင်တယ်လေ ကျမဒိုနာကိုပြန်ခေါ်ရရမယ့်အချိန်ရောက်နေတာကိုကျမသိလိုက်ပါတယ်။ကျမဒိုနာကိုခေါ်ပြီးတော့အဖြစ်ပြအားလုံးပြပြလိုက်ပါတယ်။ငါခရစ်စတင်းကိုတော်တော်လေးမတင်ကြဘူး။ပြီးတော့နောက်ထပ်ဆက်လုပ်မယ့်ကိစ္စတွေကိုလည်းသဘောတူလိုက်ကြပါတယ်။မင်္ဂလာပွဲနေ့ကတော့မုံတိုင်းတစ်ခုလိုပါပဲ။ကျမနှလုံးသားပြောင်းဆက်နေတာပေါ့။ကျမလည်းမင်္ဂလာရှောင်းလန်းဘုတ်ကိုအဖြူအောင်သူတို့သမီးဝတ်စုံအစားအနောက်ရောင်ဝတ်စုံတစ်စုံကိုဝတ်ပြီးတော့ရှောက်လိုက်ပါတယ်။တော်တော်လေးကိုရရဲ့ရင်းနဲ့ဖျော်ပြလိုက်တဲ့သဘောပါ။ ကျမတလန်းစစ်စီလမ်းနေတဲ့ချိန်မှာပဲအားလုံးရဲ့မျက်လုံးတွေကမင်းချင်းမှုတွေနဲ့ပြူးကျနေကြတယ်။ဒါပေမဲ့ Brian မျက်နှာကတော့ချစ်ချင်းမြတ်တာတွေပဲကြံနေတဲ့ပုံမျိုးဖြစ်နေတယ်။မင်္ဂလာပွဲစားရမယ့်ချိန်မှာပဲ Christine ကမတ်တရက်လိုက်ပြီးတော့ကျမဒီမင်းကလေးရဲ့မင်္ဂလာပွဲကိုကန့်ကွက်ပါတယ်။ဒီမင်းကလေးကဒိုနာမဟုတ်ပါဘူး။သူကလူလိမ့်မှာဒိုနာနေရာကိုဝင်ယူထားတဲ့လူသက်သမားပါ။ရှင်ပါပြောနေရလဲ Christine ကျမကဒိုနာပါ။ကျမဒီမှာအရှင်လက်လက်ကြီးရှိသေးတယ်။ ပြီးတော့အဖေရဲ့အမွေရိအကုန်လုံးကိုအမွေဆက်ခံရမယ်တူရဲတော်သူပဲ။မင်းကလူလိန်တယောက်ပဲဘာကြီးမှမဟုတ်ဘူး။အဲ့ဒီနေ့ကဒိုနာတည်သွားတာငါသိတယ်။ဇောက်ကမ်းမဆွန်ကနေပြီးတော့ပြုတ်ကျသွားတာလေ။အော်ကျောက်ကမဆွန်ကနေအဲ့ဒီနေ့ကပြုတ်ချသွားတော့ကိုရှင်းကားသိနေပေါ့ရှင်းရရယ်နော်အဲ့ဒီနေ့ကတဏီကလုံးကျမနေမကောင်းလို့ရှင်းကျမကိုစိတ်ပူနေကြရလို့ထင်နေရဝီကန်လိုက်စမခရစ်စတင်မတော်တဆပြုတ်ချသွားကြတဲ့ကိစ္စကိုရှင်းသိပါတယ် ဘာလို့လဲဆိုတော့ဒိုနာကိုတုံးချလိုက်တာရှင်ကရိုင်းမဲမို့လို့လေဒါဘလို့တော့အယူထောက်မှုလဲမိဘတွေပြောနေရလဲယူတာကအခုမှဆက်ပါလीဟုတ်တယ်မလားခရစ်စတင်ရှင်ကအလေးညာတွေကိုတတိကြီးဖန်တီးထားတာပဲရှင်ကဩစတြေးလျကဟိုတယ်ပန်ရှင်တတိတယောက်ကိုစပြီးတော့လက်ထပ်ခဲ့ရယ်သူကလည်းစဲချယ်တဲ့အဆုံးသက်တစ်ခုနဲ့အဆုံးသက်သွားအောင်လွတ်ပစ်ခဲ့ရမလားအခုလေရှင်ကနောက်ထပ်တယောက်ကိုထောင်ချောက်စင်မို့လုံနေပြန်ပြီ။ ဒီတစ်ခေါက်ရှင်းရဲ့လမ်းမကအတားဆီးကြီးခံနေတာကိုဂျူနာလို့ခေါ်ရဲရှစ်တထည့်ရဲ့ချစ်လာစွာသောသမီးလေးလေရှင်လိုဂျင်လာပါကြီးရဲ့ဆိုရဲလူချမ်းသာကြီးရဲ့သမီးလေးဒီတော့အရှင်ကသူ့ကိုအသက်ဖို့အတွက်အစီအစဉ်နေဆွဲရမလားသူ့လိမ့်နေတာဓာရီအကောင်လုံးကိုသူလှုပ်ချံပြီးတော့ပြောနေတာရှင်သာဒိုနာနဲ့သူ့အဖေကိုတမင်လှုပ်ချံကြတာမဟုတ်ဘူးဆိုရင်ဘာဖြစ်လို့ရှင်ရဲ့သမီးအရင် LS ကိုအကြီးအတွက်အင်ဖို့ဆိုပြီးတော့ငားထတာလဲပြောပါအောင် အဲ့ဒါတွေအလုံးကိုလည်းလှုပ်ကြံထားတာလိုဝင်ခလိုက်စမ်းပါခရစ်စတင်ရှင်နဲ့ရှင်ရဲ့အနန္တရှုပ်ရှုပ်နဲ့သမီးကအစီအစဉ်တွေဆွဲနေရစွာကိုချမှတ်သိထားပြီးသားပါအမှန်တရားကိုထပ်ပြီးတော့သိရတာနဲ့ရှင်သိပြီးသားမှတ်လိုက်တော့အဲလစ်ရဲ့မျက်နှာကအဲ့ဒီအချိန်မှာဖြစ်ဖြော့နေပါပြီခရစ်စတင်ကတော့ဒေါသကြောင့်မိဝဝင်းတောက်နေတဲ့မျိုးလုံးနေနဲ့ပေါ့နောက်တော့သူကရုတ်တရက်ကြီးချမကိုလှမ်းပြီးတော့တိုက်ခိုက်လာတယ်ကျမလည်းခတ်တက်တက်လှောက်ရှာလိုက်ပြီးတော့ခရစ်စတင်ကိုအမောက်တိတ်ပြစ်လိုက်ပါတယ် ြီးသွားလို့ကျမမောကြည့်လိုက်တဲ့အချိန်မှာသူ့စီကိုလူတယောက်လမ်းလာနေပါတယ်။ဒူနာဒီအချိန်လေးကတော့အမေနဲ့သမီးလေးတို့ဆုံကြတဲ့အချိန်မှာပဲကျမတို့အနိုင်ရခဲ့တယ်ပေါ့။အဖေမိချေပြောင်းမှတ်ပါတယ်။သမီးဒုက္ခရောက်နေတဲ့အချိန်မှာ သမီးကိုဒုက္ခရောက်အောင်လုပ်နေတဲ့သူတွေကခရစ်စတင်နဲ့အဲလစ်ဘက်စ်ရာကိုတိလိုက်ရတယ်။သမီးနဲ့ရီချယ်တို့လူချင်းခဏနဲ့ပြီးတော့သမီးနောက်ကိုဘသူလိုက်နေလဲဆိုတာသိရအောင်လို့လုပ်ခဲ့ကြတာပါရီချယ်ကသူတို့ကိုဖမ်းလိုက်နိုင်ခဲ့တယ်လေ ပြီးတော့လေပေါ်မှာသမီးကိုဒုက္ခရောက်အောင်လို့ကြံစီခဲ့တာကလည်းခရစ်စတင်ပါပဲ။ခရစ်စတင်အစ်စ်မကောင်းတဲ့မိန်းမ။လုံချွေရီအားလုံးလာစမ်း။သူ့ကိုအခုချက်ချင်းဖမ်းလိုက်ကြ။သူ့သမီးကိုရောဖမ်း။ဒိုနာအဖေရဲ့အတန်းကိုကြတော့ခရစ်စတင်ကထပြီးပြေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လုံချွေရီကသူ့လို့အောင်ပြေးနိုင်ခင်မှာပဲဖမ်းလိုက်နိုင်ခဲ့ပါတယ်။အဲလစ်ကတော့ထွက်ပြေးလို့နေနေဖြစ်သွားတယ်။ဒါပေမဲ့ဒိုနာကသူ့ထပ်ပူပြီးတော့မြန်သွားတော့သူ့ကိုဖမ်းလိုက်နေတာပေါ့။ ဒီလိုနဲ့ပဲကတောင်ကနေနိုင်ငံရဲ့မင်္ဂလာပွဲလေးကခုနှစ်ရကြာပြီးသွားပါပြီ။ဒိုနာနဲ့ကျမလည်းကျမရဲ့နေရာရေးစီကိုအတိအသင့်ပြန်ပြီးတော့နေခဲ့ကြတယ်။သူကတော့သူ့ရဲ့အိမ်ကြီးမှာပါ။ကျမကလည်းကျမရဲ့အိမ်လေးမှာပေါ့။ခရစ်စတီးနဲ့အလက်စ်ကတော့အဖမ်းခံရပြီးထောင်ချသွားတယ်။ဒါပေမဲ့အမှန်တမ်းပြောရင်ကျမကောင်တဲ့မှာကြမ်းရှိနေခဲ့တဲ့သူဆိုလို့ Brian မရှိပါရယ်။သူနဲ့ကျမအတူတူရှိခဲ့ရတဲ့အချိန်တွေကိုတတိယနေမိပါရယ်။ဒါပေမဲ့သူကတော့ကျမအပိုင်းဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။ ကျမအတွေ့အတွေထဲမှာမျောနေတော့မယ်။ရုတ်တရက်တကားခေါလုံးတန်ကိုကြားလိုက်ရတယ်လေ။အမေကလည်းအပြင်ကိုဈေးဝယ်ထွက်သွားတာဆိုတော့ကျမလည်းအောက်ထပ်ကိုခက်မြမြလေးပြေးသွားလိုက်တယ်။ကျမတကားကိုဖွင့်လိုက်တော့အံ့ဩမိသွားတယ်။ Brian ဒိုနာနဲ့သူ့ဘေကမတ်တရက်နေကြတယ်။အာဂျီကိုပါလာလောက်ကြတာလေ။ Brian ကနင့်ကိုပြောစရာတကူရှိလို့ရဲ့။ပြောလိုက်လေ Brian ။ Rachel မိမိရှိတဲ့ရက်တွေကငါ့အတွက်ရှိကြလုံးနဲ့။ ကိုအများကြီးစဉ်းစားကြည့်ပြီးသွားပြီပြီးတော့ရှင်းလင်းလင်းလင်းသိသွားခဲ့ပြီလေအခုကိုနှလုံးသားကမင်းရဲ့အပိုင်မရီချဲမင်းကိုကိုလက်ထပ်နိုင်မလား Oh my god အာကျမဆိုရင်တော့ဆေးကပြန်ကိုလက်ထပ်မိမှာကျမအရန်လေးကိုအပျော်ရီလိုနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမေဈေးဆိုင်ကနေပြန်လာတော့ဒိုနာနဲ့ကျမဘေးချင်းရှင်လေးရကူတွေ့လိုက်ရပါတယ်သူလည်းရန်ကိုလန်းသွားတယ် Oh my god Ash သမီးပြန်လာပြီ ။သမီးတို့တီးဖို့လိုတာတခုရှိရ Rich ရဲ့။သမီးမ Ash လို့ခေါ်တဲ့အမွာညီမလေးတယောက်ရှိတယ်။အမေတို့သူ့ကိုကစားကွင်းသွားနေတော့လူအုပ်ချားထဲမှာပြတ်သွားခဲ့တာ။အဲ့တုန်းကသမီးတို့နှစ်ယောက်စလုံးကတစ်နှစ်ပဲရှိသေးတာလေ။အဲ့ဒါကြောင့်မလို့မင်းတို့နှစ်ယောက်ကရုပ်ချင်းကျွတ်ဆွတူနေကြတာကိုသမီးတို့ကအမွာရီလား။ဒိုနာသမီးလေးသမီးကိုအဖေကခေဟာတခုကနေမွေးစားခဲ့တာပါ။သမီးရဲ့အတိတ်ကိုလည်းအဖေတို့ဘာတခုမှမသိခဲ့ရဘူးလေ။ ဒါဆိုနေကငါတက်ငယ်ချင်းဖြစ်ုံနေမကောက်ငါရဲ့အမှားမပါဖြစ်နေတာပဲကျမရဲ့အမေနဲ့ကျမမိသားစုကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီပဲဒါကတော့ကျမပျော်ရွှင်အောင်နေဖြစ်ပါတယ်ဆန်လန်လေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့မှလည်းဒီလိုချိန်မှပြန်လည်ပြီးတော့ဆုံတွေ့ချင်ပါသေးတယ်ဆန်လန်ကောင်းလေးတွေကိုစောင့်မြော်ပြီးတော့အားပေးနေကြပါအောင်နော်တရားအေဂျင့်နဲ့နေရလူတွေကိုပိုင်ဆိုင်နေကြပါစီရှင်